ညဉ့်ညရဲ့အဖွဲ့စည်းနာမည်တွေကိုအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာစီးပွားရေးလုတ်ကင်သူတွေကိုအစိုးရအနေနဲ့အေးအေးယူဆောင်ရွက်ဖို့ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက် KNUKNLA ညဉ့်ညရဲ့ကောင်စီထိပ်တန်းဗဟိုကော်မတီဝင်ဗိုလ်မှူးချုပ်ဒေါက်တာသမတီကဒီနေ့တောင်းဆိုလိုက်ပါတယ်။ရန်ကုန်မြို့အလုံးမြို့နယ် My Garden စားတောက်ဆိုင်မှာဒီနေ့ကျင်းပတဲ့ရင်းစာရှင်းလင်းပွဲမှာအဲ့ဒီလိုပြောကြားလိုက်တာပါ။ ။နောက်ဒီကောတဲ့သုံးတဲ့နာမည်ကသမာရိယကို personal လေးနဲ့ခိုင်းရတယ်။အဲထောက်ထားတဲ့အနေနဲ့ခါနေတယ်။ဒါတော့မယုံဘူး။သမာရိယကဒီလိုကြည့်ပြီးတော့ဖြစ်ဘူး။အဲတော့သမာရဏမင်းတက်တယ်။ဘင်းတို့အခုတောင်းပေးတယ်ဆိုတော့ဒီကောင်လို့အခုဒီကောင်လည်းဘယ်နေရာမှာရောက်မလဲကျွန်တော်သိတယ်။နော်သူဘယ်နေရာမှာရှိနေလဲဆိုတော့ကျွန်တော်သိတယ်။အဲ့တော့ဒီလိုနေလေအဲ့ဒီမှာလည်းသူပြဿနာရှာနေတယ်ဆိုတော့ကျွန်တော်တို့အစိုးရရေကိုလည်းကျွန်တော်တို့တိုက်ထွန်းရတဲ့ဒီလူကိုအမြန်ဆုံးအရေးယူ ထားမှာနော်ဘာလို့လဲညာလို့လဲ तू ကဒီလူတန်းကိုကျွန်တော်မေးပြီးတော့ကြည့်ပြောလူလိုက်ပြီနော်အဲ့ဒါဆိုတော့ဒါနဲ့ကျွန်တော်ရန်ကုန်လာချင်းအကြောင်းမှာလဲဒီကိစ္စလဲပါဒါပြင်းငင်းညာရေးဟာလူလူလူလာတဲ့ကိစ္စတွေနဲ့ငင်းညာရေးကောင်စီရဲ့ကြိုးပမ်းမှုပေါ်မူတည်နေတယ်လို့လည်းပြောပါရယ်။ဒါပေမဲ့ကျွန်တော်ငင်းညာရေးကောင်စီကဟိုများလည်းမတူဘူးကွာပါလဲဆိုပြီးကျွန်တော်တို့က ဟိုအစိုးရနဲ့ကျွန်တော်တို့စာပြီး engage ပြုတဲ့ခံမှာကျွန်တော်တို့ကညီငယ်တွေစကားပြောဒီကနေ့ကရင်လူတွေအလူလားဆိုတာလဲဆိုညီငယ်ရေးနဲ့ပြုပြင်းရေးဒါအဆုံးမဲ့နောက်လို့ကျွန်တော်တို့အခုဒီဒီဘီရိုတီကရဆဲရနိုင်ငံရေးလို့ဘာလို့ဆိုကြတာကျွန်တော်ကပြန်စဉ်းစားတော့ကျွန်တော်ဘာပြန်တွေ့လဲဆိုရှင်ဒါရီယာဟို long term ဖြစ်တဲ့ကိစ္စတွေဖြစ်တယ်ကျွန်တော်တို့ aim နဲ့ objective နဲ့မကပ်ဘူးဘာလို့ဆိုကျွန်တော်တို့ကညီငယ် ီနေ့ညဉ့်ညမ်းရေးလုပ်ငန်းတွေမှာအမျိုးသားရေးကိုအခြေမခံမဲနိုင်ငံရေးကဏ္ဍအရသွားမယ်ဆိုရင်စစ်မှန်တဲ့ညဉ့်ညမ်းရေးရဖို့မဖြစ်နိုင်မဲအချိန်လဲကြံ့ကြံ့နိုင်တယ်လို့လည်းပြောပါတယ်အမျိုးသားရေးကဏ္ဍဆိုတာအောက်ခြေကြီးရတဲ့မတူကွဲရမှုကြတာကအမှန်ရရှုပ်ထွေးခဲ့တဲ့ဘာတွေရပြတ်တယ်အဲ့တော့ဒီအမျိုးသားရေးကဏ္ဍကိုအောက်ခြေပြဿနာကို မရှင်းတဲ့နဲ့ဟိုနိုင်ငံရေးကဏ္ဍကိုကျွန်တော်တို့ဆက်ပဲဆိုလို့ရှိလို့ရှိရင်တော့အတော့ပန်းနိုင်မရောက်နိုင်ဘူး။သတင်းစာရှင်းလင်းပွဲမှာငင်းညာရေးဖော်ဆောင်ရေးနဲ့အပြစ်ကရစဲရေးလက်မှတ်ရေးထိုးမထိုးငင်းညာမှုတိဆောက်မှုအပီးလူလူရဲ့ဖွံ့ဖြိုးမှုအပိုင်းအကြံပြုချက်မြန်မာနိုင်ငံရဲ့ရှစ်ဆက်လုံရမယ့်ငင်းညာရေးကိစ္စတွေနဲ့အောင်မြင်မှုအတွက်ရှစ်ဆက်လုံဆောင်ရမယ့်အကြံပြုချက်စတဲ့ခေါင်းစဉ်တွေကိုဆွေးနွေးခဲ့ပြီးပြည်ရင်းပြည်ပသတင်းမီဒီယာသမား90လောက် တက်ရောက်ခဲ့ပါတယ်။